ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့သင်္ကန်းနဲ့သာသနာတို့ကိုခွဲခြားသိဖို့လိုပါတယ်။ရင်တွေ့သည်များအားသမားတွေမြင်မတော်တိုင်းကြော်မိတော့လေအောင်မင်းပဲလွန်ရာကြလိမ့်မယ်။ ရှင်များဒီဗီဒီယိုထဲမှာမြင်တွေ့ကြရတာကဝိုင်းပြကားပေါ်မှာဘုံကြီးတစ်ပါးကိုအကားစပရာလို့ထင်ရတဲ့လူတယောက်ကနေပြီးကားပေါ်ကဆင်းဖို့ပြောတယ်။နောက်ပိုင်းသူစိတ်မရှိတဲ့အတွက်ဘုံကြီးကိုဝေယုံတုံကားလုံးပြီးတော့အောက်ကိုဆွဲချဖို့အထိလုပ်တယ်။ပါဇက်ကပွားစီပွားစီလုံနေတဲ့ဘုံကြီးကိုအာဒီမယောင်နဲ့တင်ငန်းချွတ်ပြီးခေါင်းရိုက်ခွဲပလိုက်မယ်ဆိုပြီးတော့ရေဘူးရအဖျင် အမတန်ကြမ်းတမ်းခက်ထန်တဲ့ဇာတ်နဲ့ပြုတ်ပြီးတော့ကားပေါ်ကနေဆွဲချဖို့လုပ်နေတာဖြစ်ပါတယ်။ဒီဖြစ်စဉ်ရဲ့အသေးစိတ်ကိုမသိရပေမဲ့ဒီပုံစံဒီမြင်ကွင်းမျိုးကိုမြင်ရတဲ့အခါမှာဘုန်းကြီးကပဲမှားတာလားကားဆရာဖြစ်တဲ့လူဘက်ကပဲမှားတာလားဆိုတာကိုမြင်ရသူအလုံးအနေနဲ့လည်းသိတာထင်ရှားနေပါလေ။အကယ်၍များဘုန်းကြီးဘက်ကမှန်းနေမယ်ဆိုရင်အဲ့ဒီကားပေါ်မှာပါတဲ့ပတ်ဝန်းကျင်ကဘယ်နည်းနဲ့မှဒီတိုင်းရက်ကြည့်နေမှာမဟုတ်ပါဘူး။ ဲ့ဒီစပယာဆိုတဲ့လူကိုဝိုင်းပြီးတမကြမှာသိကြပါတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာတွေကဘာသာရေးကိုလားထင်ရင်ဆက်ဆက်တိမခံဘူးလေဗျာနားတယ်ဒါတော့မကြီးမားတဲ့အရာတောင်မှဟုတ်တယ်မလားအခုလူကြီးဆိုရင်ဘာပြောကောင်းမလဲအဲနောက်မှဆက်ပြောပါမယ်ဗီဒီယိုလေးကြည့်အောင် ဒီဗီဒီယိုကိုမူရင်းတင်ထားတဲ့ post ကိုဝင်ကြည့်လိုက်တဲ့အခါမှာလဲအဲ့ဒီမှာဝင်ပြီးတော့ကွန်မန်ရေးချတဲ့လူတော်တော်များများကလည်းအခုလိုတရားဓမ္မကတိကတွေလည်းအများကြီးပေါ်တယ်တရားစာအုပ်တွေလည်းအများကြီးပေါ်တယ်ဆိုရှယ်မီဒီယာပေါ်မှာလည်းမိမိသိကျင်တဲ့အကြောင်းအရာကိုတက်တက်တက်ဆိုစာလေးရိုက်ရင်အတော်လိုက်ကြလာပြီးလိလာလို့ရတဲ့ခေတ်ကာလမှာတော့မြေယုဖလာဗုဒ္ဓဘာသာအဆင့်ကနေရုံးမထွက်နိုင်သေးဘူးအောက်တန်းစားဗုဒ္ဓဘာသာဘဝကနေ ရုံးမထွက်နိုင်သေးဘူးဆိုတဲ့အချက်ကိုတွားတွေ့ပါတယ်။တချို့ကွန်းမှနေဆိုရင်ဟာဆဗျာကအပြောဆိုလဲကြမ်းတကွာရိုင်းနေတယ်။လူကိုလှုပ်ချင်အောင်တော့တင်ကန်းလေးတော့အားလာအောင်မှာပေါ့ကွာ။ဒီကောင်ဗုဒ္ဓဘာသာမဟုတ်ဘူးလား။ဘာညာစသည်ဖြင့်ပေါ့ဗျာ။တေးကြတယ်ဗျ။အဲ့လိုလူတွေရဲ့စိတ်ထဲမှာတင်ကန်းကိုသာသနာလို့ထင်နေပုံရပါတယ်။သာသနာဆိုတာတင်ကန်းလားတင်ငန်းကိုတာသနာလို့ခေါ်တာလားတာသနာနဲ့တင်ငန်းကိုခွဲခြားပြီးတော့မတိတဲ့ တဲ့တယ်ပြောရင်ဗျာဘုတ်ပိင်းနေများပါတယ်ဗုဒ္ဓဘာသာမှာငပိင်းနေပေါ့ဒါတဲ့တယ်ကျွန်တော်ပြောတာဒီဗီဒီယိုရဲ့အဆက်ကလေးကိုဆက်ကြည့်လိုက်အောင် ီတော့သင်္ကန်းနဲ့သာသနာကိုဘာကြောင့်ခွဲခြားသိဖို့လိုသလဲဆိုရင်ကျွန်တော်တို့ရဲ့ဘုရားရှင်ကိုတော်မြတ်ကြီးပါရမီဖြစ်တဲ့အချိန်နုစဉ်ဘဝပေါ့ဗျာဆရံစင်မင်းဇတ်တော်ဆိုတာအလုံးသိပါလေအဲ့ဒီဘဝမှာတော့သင်္ကန်းကိုကာပါယူသင်္ကန်းကိုခုတုံးလို့အတုံးချသွားတဲ့တောင်းနှုတ်ထို့လို့မုတ်ဆိုးမျိုးရဲ့တက်ဖြတ်ခြင်းကိုခံခဲ့ရပါဒီသာသနာမှာသင်္ကန်းကိုခုတုံးလုတ်ပြီးတော့ရုံမာတဲ့ပုံပုံတွေဟာ ဒေတာရဏတော်ကြီးထဖြစ်ပေါ်လာဖို့ပါရမီဖြစ်နေတဲ့ဖရာအလောင်းတော်ဘဝမှာကလေးကအဲ့လိုကောင်းနေကပ်ပါလားဖရာဖြစ်ပြီးတဲ့နောက်တက်တော်ထင်ရှားရှိစင်မှာလဲရင်ငန်းကိုအတုံးချပြီးတော့သာသနာကိုဖျက်မဲ့ကောင်းနေဖရာလက်ထက်မှာရှိလာအခုဖရာရှင်ပြိဋ္ဌိနိဗ္ဗာန်စံပြီးသွားပြီဖရာရှင်မရှိတော့လဲသာသနာရှိနေတဲ့ဒီဘက်ခေတ်ကာလအထစ်အောင်တင်ငန်းကိုအတုံးချကာပါယူပြီး လူမကြီးတွေလုံနေတဲ့ပုံကိုယ်တွေတောလို့ထုံမုံဆိုးစီကနေအမွေဆက်ခံလာတဲ့လူတွေအတော်များပါတကယ်တော့တင်ငန်းများဝှက်လိုက်ပြီးနေဗံရောက်တဲ့အထိလိန်မာခွင့်ရှိပါတင်ငန်းဝပြီးနဲ့မိုက်မယ်ဆိုရင်လည်းအပေကြတဲ့အထိလွယ်လွယ်ကူကူမိုက်လို့ရတင်ငန်းကသာသနာမဟုတ်ပါသာသနာဆိုတာအဆုံးအမတာဖြစ်တယ်လို့အလုံးသိပြီးသားဖြစ်ပါလေဓမ္မဝိနည်းအဆုံးအမမရှိတဲ့ပုဂ္ဂိုလ်တယောက်ကိုသင်္ကန်းပတ်ထားရင် တင်ကန်းတည်အချင်းနည်းပါပဲဒေဝရလည်းတင်ကန်းစီးတယ်မဟာဝီစီငရဲကိုကြတာတင်ကန်းကြောင့်အပယ်ကြတာမဟုတ်ဖဲတင်ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်ရဲ့အမှုအကျင့်ကြောင့်အပယ်ကိုကြရတာဖြစ်ပါမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးရဲ့ဖခင်ကြီးတော်သုတ်တော်ဒနာမင်းကြီးထီးရိတ်နန်းလျာထီးပြူအောင်မှာပဲပြိဋိဘံဆန်သွားပါ Okay ဒီလောက်ဆိုရင်တင်ကန်းကသာသနာလားသာသနာဆိုတာတင်ကန်းကိုခေါ်တာလားဆိုတာကိုကျွန်တော်မိတ်ဆွေများခွဲခြားလို့ရလောက်ပြီးထင်ပါတယ်ဒီတော့ သာသနာတော်အတွင်းမှာဘုရားဘာသာကိုကိုစားပြုတဲ့ဝတ်စုံကိုဝတ်ပြီးတော့လမ်းစုံလမ်းမလမ်းလေးခွမှာစိမဲ့ကမ်းမဲ့ပြုမူနေတာမြင်ရင်အရက်ပြာစတဲ့ဖြင့်နိုင်တလဘာတမနာတာရုပရင်ညိုကရအသွင်ဆောင်ခြင်းမဟုတ်သောအပြုအမူတွေလုပ်နေတာမြင်ရင်ခုဗီဒီယိုရိုက်ပြီးတော့လိုင်းမဟုတ်တင်တဲ့လူလိုပဲတင်တဲ့လူတွေများဖို့လိုတယ်နောက်ထပ်အခုကားစပရာလိုပဲ တင်ငန်းဆွဲခွာပြီးရိုက်ခွဲပလိုက်မယ်ဆိုတဲ့အချိုးမျိုးတွေများများချိုးပေးဖို့လိုပါတယ်။ဘာလို့လဲဆိုဘုရားရှင်လက်ထက်တော်ကအဲ့လိုအကောင်တွေကိုပပဇနီးယကမ္မဘာရွတ်ဖတ်ပြီးတော့ပထမမောင်းတယ်လက်မခံတော့ဝရင်တုံနဲ့မောင်းခဲ့အောင်ဘူးတဲ့။ယဟန်ရုပ်တွေကိုဆုံးမတဲ့နေရာမှာအဆင့်ဆင့်လေးတွေဘုရားရှင်ကထားခဲ့ဒီတော့လူဝိကြောင့်နေရတော့ဘာပပဇနီးယကမ္မဝါမရှေ့အခန်းနေမှာမဟုတ်ဘူးဓာရီဓာရီအရင်လာမှာပဲလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ပြီးတာသနာတော်တန့်ရှင်းအောင်လှုပ်တဲ့လူတွေကိုအင်မတန်လေးစားပါတယ် မြင်တွေ့သမျှအကြသမျှတွေမြင်မတော်တိုင်းကြုံမိတော့လေအောင်မင်းပဲလွန်ရာကြလိမ့်မယ်